ဒီတရိတ်ဆန်တွေကတင်ကိုဘီလီယံနာတထေးကြီးတွေဖြစ်စေနိုင်ပါတယ်။နံပါတ်1ရွှေရောင်ကြိုင်းကောင်ဒီလိုကြိုင်းကောင်တွေဟာနေရအနှံပြားမှာတွေ့နိုင်ပေမဲ့ဒီလိုရောင်စုံကြိုင်းကောင်တွေကိုတော့ဂျပန်နဲ့ဥရောပနိုင်ငံတချို့မှာသာတွေ့ရတတ်ပါတယ်။ဒီကောင်တွေဟာဒေါ်လာရာကနန်းကနေထောင်ကနန်းအထိတန်ကြီးရှိကြပါတယ်။ဒီအကောင်လေးကိုအိမ်မွေးတရိတ်ဆန်အဖြစ်မွေးမြူကြတယ်လို့ဆေးဘက်ဆိုင်ရာတွေမှာလည်းအသုံးဝင်တယ်လို့ယူဆထားကြပါရဲ့။နံပါတ်1တောက်တန်း ဒီကောင်တွေကတော့ရင်းနှီးပူကြမှာပါအာရှနိုင်ငံတော်တော်များများမှာတွေ့မြင်ကြရပြီးအဝါပြောက်တဲ့တောက်တက်တွေကတော့ရှားပါလာပါတယ်ဒီအကောင်တွေဟာခနာကူပေါ်မှာအဝါပြောက်များလေလေတန်မိုးကြီးလေလေပါဈေးဘက်ဆိုင်ရာတွေမှာအလွန်အသုံးဝင်တာကြောင့်တကောင်ကိုအမေရိကန်ဒေါ်လာ900ကနေ9000အထိရှိကြပါတယ်နံပါတ်3မြင်းခြေတော်ကနန်ဒီကောင်တွေကတော့ပင်လယ်လေတရဝါတစ်မျိုးဖြစ်ပြီးတော့ဒီကောင်တွေရဲ့တံမိုးကြီးတဲ့အရာကတော့သူတို့ရဲ့သွေးပဲဖြစ်ပါတယ် သူတို့ရဲ့တွေဟာကျမ်းမာရေးအတွက်အသုံးဝင်ကြပါတယ်သူတို့တွေတလီတာဟာအမေရိကန်ဒေါ်လာ1000ကနေ1000ခွဲအထိရှိကြပါတယ်